เอ้ยเดี๋ยวมาတော့ตะเด็นเนี่ยตัดตาတော့อันตรายอยู่เหมือนกันนี่บาดูเลยตะเด็นอ่ะတော့บ่มาไม่พูออกไปดิงเงินเนี่ยนอกสัตว์ด้วยตะเด็นนี่ပဲရှိတယ်ဗျตะนี่ตะนี่ไอ้ปีดูนี่เตจีเป็ดซี้อ่ะนะบ่าก็เลยจนไม่ပြောပြခြင်းတော့ဗျဒီကွာဒီတဲ့ဥစ္စာတွေကြီးပဲဒံရတဲ့ဥစ္စာတွေနဲ့အဲ့ဓာတွေနဲ့ပဲငါတို့ကြာကြနေရောကြာနေငါတို့တော့ယူးကျင်လာပြီကွာဟုတ်မယူးနဲ့အခုကပြောရအောင်ပါအဲ့ငလင်းနဲ့နောက်ဆက်တွဲတဲ့တင်ရပြောရအောင်ပါအဲ့မန္တလေးနဲ့စကိုင်းအပါဝင်မြန်မာနိုင်ငံအလဲပိုင်းဒေသတွေမှာငလင်းဒံကြောက်ပါတော့ လူသေးဆုံးမှုပေါင်းက3145ခုရှိသွားပြီပါအဲ့ဒီအပျက်စီးတွေကြားမှဒီအလောင်းတွေကိုဖော်ယူမှုများကိုအကူအညီပေးတဲ့ကယ်ဆယ်ရေးအဖွဲ့တွေကနေပြီးတော့ဒီရက်ဆိုင်လိုက်တယ်ပေါ့နော်ဆက်ပြီးတော့မကယ်ဆယ်တော့မကူညီတော့ဘူးပေါ့ဟုတ်ပေါ့ဘာဖြစ်လို့လဲဘာဖြစ်လို့လဲဆိုအဘလိုစစ်ကောင်စီကပိတ်ထားရလို့ပြောတာပဲဗျအေးကွာအဲ့ဒါတွေပဲကွာနိုင်ငံတကာကအကူအညီတောင်းလို့ကတောင်းနေနိုင်ငံတကာကနေပြီးတော့လာလဲကူလဲကူညီရောဘယ်နိုင်ငံလဲအဲ့ဘယ်နိုင်ငံဆိုရင်ဘယ်နေရာပဲသွားရမယ်ဘယ်နေရာကိုပဲကူညီဆိုတော့အခုစကိုင်းတော့မှငေါ့ဒီက ုညီကယ်ဆယ်ရေးတို့ငါတို့များများငါတို့မပေးနိုင်ဘူးများများပေးနိုင်တော့ဒုက္ခရောက်ပြီပေါ့မန္တလေးမှာလည်းဘယ်နေရာပဲကူဘယ်နေရာပဲကူအကုန်လုံးငါတို့ကနေပြည်တော်ပဲငါတို့ကတက်ချုပ်ကြီးရနေပြီးတော့ဟိုကုညီကယ်ဆယ်ရေးလှုပ်ခိုင်းနေတော့တွားပြီပေါ့ကွာမင်းကတကယ်ငလင်းတန်းဖြစ်သွားတဲ့အချက်ချာကြတာစကိုင်းနဲ့မန္တလေးတော့ပါအခုစကိုင်းနဲ့မန္တလေးကပြည်သူတွေကပြောနေပြီအဲ့ဒါဘာလို့ပြောတာလဲအဲ့ဒါအဘတို့မကယ်မကူညီလို့ပေါ့အေးကယ်ရေးဆက်မလုပ်လို့ပေါ့ကယ်ဆယ်ရေးတွေလည်းဆက်မလုပ်ဘူးတကယ်ကယ်တဲ့လူတွေကလည်း စေတနာပြတ်ပြီပေါ့ကွာဟုတ်ကဲ့ပါနောက်ပြီးတော့အဘတို့ဒီအကျံဖတ်စစ်တက်ကပေါ့နော်ရက်20ကြာအပြစ်ခတ်ရက်ထားတယ်အဲရက်ထားတော့လည်းပဲအဘတို့အကျံဖတ်စစ်တက်ကနေပြီးတော့တပိတ်ချင်းနဲ့စစ်တွေနဲ့အကြောက်ဖြူမျိုးတော့ပေါ့မအဲလေးချောင်းနဲ့လက်နဲ့ကြီးတွေတိုက်ခိုက်မှုတွေဆက်လက်ပြုလုပ်နေတော့မှာပါအေးငါမနေရလဲငါဟိုကောင်ငါပြောတယ်မတို့ပြစ်တာပြစ်တာတက်တက်လေးကွာငလင်လှုပ်တာငလင်လှုပ်တာတက်တက်မတူဘူးလေကွာငါပြောရရှင်းရှင်းလေးပြစ်တာတပွဲငလင်လှုပ်တာပြီသူနော်ပြီသူကပြီသူကိုသူတို့ဘိုင်သူတို့ပြန်ကယ်လိုက်မယ် ငါတို့ကတော့ငါတို့ဘာမှနေပြီးတော့အနားမှာပဲငါတို့ကနေတော့မယ်ဦးတက်ချုံကြီးတော်မှာဟိုသွားလိုက်ဒီသွားလိုက်တယ်မလို့သိတဲ့အတိုင်းပဲပြစ်တာတစ်ခွက်လောက်တာတစ်ခွက်အေးနောက်တစ်ခွက်ရှိသေးတယ်ဗျဘာဘာလဲအမှတနင်းတားဤတိုင်းဒဝဲရင်နဲ့စိတ်ကန်စီမံကိန်းစတင်လှုပ်ဆောင်ရန်အတွက်အကြံဖက်စစ်တပ်ကရေပြူနဲ့လောင်းလုံမှာရှိတယ်အဲ့ရေအဲ့မှာပေါ့နော်ရေပြူနဲ့လောင်းလုံကိုအကြံဖက်စစ်ကြောင်း၃ကြောင်းစစ်ကြောင်းထိုးပြီးတော့ရွာတွေကိုစီးနှင်းနေတယ်ဗျအဲ့မှာပြည်သူ30ကိုလည်းဖမ်းဆီးသွားပြီးတော့အဲ့ရွာပေါင်း20ကျော်ကပြည်သူတွေထွက်ပြေးတိမ်းရှောင်နေရတယ် ဒီပြည်သူတွေကိုဒီ30လောက်ကငါတို့ကဖမ်းတာတော့မဟုတ်ဘူးလေကွာငါတို့အင်အားတွေကနဲနေပြီလေကွာအင်အားနဲနေဆိုတော့တော့ငါတို့ဘက်ကနေအင်အားဖြည့်လေးနဲ့အနေနဲ့သူတို့ကငါတို့ကပေါ်တာဆွဲလိုက်တာပဲစစ်မှုထမ်းမှုဒါပဲဘာလို့အဲ့ရေနဲ့စိတ်ကန်းကိုလောက်ဝိုင်းလောက်ခိုင်းလို့ဒါပေါ်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 လောက်လောက်ကမဘာလို့ပါလို့ငားလေကွာအိုးမင်းရလေငားရင်ပတ်စံကုန်မယ်လေကွာဘာသာအိတ်စီမံကိန်းတို့ကဘတ်ဂျက်တွေအများကြီးချတာပဲလေအော်ငါတို့ကငါတို့လူတွေကိုတုံးလိုက်မယ်လေကွာအခုဒီ တုံးလိုက်တဲ့အတွက်အဲ့ပစာငါတို့ကအဲ့ကဲကောက်ထဲနေမယ်လေ။အော်အဲ့လိုအကြံကြီးတာ။အေးဒါပဲပေါ့မင်းရလေ။နောက်ပြီးတော့ရှိသေးတယ်မန္တလေးဥပိုလ်အချင်းထောင်မှာပေါ့နော်မတ်လ28ရက်နေ့ကလှုပ်ခဲ့တဲ့ငလင်တန်ကြောင့်ပြင်းထန်စွာထိခိုက်ဒဏ်ရာရရှိသူတွေများတယ်ပါ။အဲ့ဒီမှာအချင်းသူအချင်းသားတွေကိုအဘအတို့စစ်ကောင်စီကစေကူတာခွင့်လုံးဝပိတ်ပင်ထားတယ်ပါ။စေကူတာခွင့်မပေးဘူး။မပေးပြမယ်။အခုအပြင်မှာငလင်တန်ကြောင့်တင့်နေတယ်။ဘောက်တော်မှာစေလီဝါးတွေစုံစုံလေးမရှိလို့နိုင်ငံတကာအကူအညီတောင်းနေရတယ်လေ။ အမေရိကန်ကနေကိုလာပြီးစေယုံတွေယာယီစေယုံတွေစောက်ပြီးတော့ခုကုသမယ်လေကွာတကယ်လို့များအဲ့ကစေဝါးတွေပို့ပြီးဆိုတော့မှငါတို့ကအချင်းတော်တွေမှာဒဏ်ရာတွေကိုတို့ကုပေးလိမ့်မယ်ဒါတော့မှတို့ကဒုတိယဆင့်တော့ပထမဆင့်ငါတို့ရှေ့တန်းမှာဒဏ်ရာတွေကိုတို့ကကုပေးပါအဲ့လိုမျိုးလားဗျအေးအကြံပတ်ဆက်တယ်နော်ကျွန်တော်အချက်ပဲဆိုနေတော့မင်းဘာလို့ပြောတာလဲမဟုတ်လေဘာလို့စစ်တပ်ပြောတာလဲဟုတ်တတိဒါနောက်ပြီးတော့ဘာလို့စစ်တောင်အဲစစ်ကောင်စီစစ်တောင်စီတောင်ဖြစ်သွားတာလားအဲစစ်ကောင်စီက အဘတို့အပြစ်ရက်တယ်လို့ကြေညာပြီးတဲ့နောက်ပိုင်းမှာပဲအရွှေချင်းမျိုးနယ်နဲ့မုံမျိုးနယ်တို့မှာအဘတို့စစ်တပ်ကလက်နက်ကြီးတွေပစ်ခတ်မှုကြောင့်ပြည်သူတွေထိခိုက်ဒဏ်ရာရပြီးဖုန်ကြီးကြောင်းတဲ့နေအိမ်တွေလည်းပျက်စီးသွားတယ်ဗျ။哦မင်းရတယ်ဒီအချိန်မှာတော့ကွာဒီမကောင်းသူထိတ်ကောင်းသူထိတ်ပေါ့ကွာတချို့ကြီးရတယ်ရှိတာလည်းမဟုတ်ဘူးလေကွာဟုတ်နော်နောက်ရှိသေးတဲ့အဲ့မန္တလေးတိုင်းညောင်ဦးမြို့နယ်မှာဘာလို့အကြမ်းဖက်စစ်တပ်ကစစ်ကြောင်းထိုးလာပြီးတော့ပြည်သူတွေနေတဲ့နေအိမ်ကိုမီးတင်ရှို့ပြီးအဖိုးတန်ပစ္စည်းတွေလူရက်သွားတယ်ဗျာ ပြည်သူတွေတောင်းနဲ့ချီပြီးတော့ထပ်ပြီးတိတ်ရှောင်နေရတယ်ငလင်တန်ကြောင့်စစ်ဘေးရှောင်နေရပါတယ်ဆိုတော့ဘားတို့ကလည်းဒီစစ်ကြောင်းတို့လူရက်တာတွေမိရှို့တာတွေလုပ်သေးတယ်နော်ဗျအမင်းလုပ်တာမတို့ရိတ်ကမပို့နိုင်ဘူးလေဟုတ်ရိတ်ကငါတို့ကပို့မယ်ဆိုတော့နိုင်ငံတကာကနေအခုညီတောင်းတာတဲ့အခုငလင်နဲ့ပတ်သက်ပြီးအခုညီတောင်းတဲ့ရိတ်ကတွေကလည်းဒီချိန်မှာတို့ပေးမထုတ်သေးဘူးလေတက်ထုတ်ပြီးတော့သူမိသားစုကိုသူအကုန်ပေးသေးတာလေတော့ပေါ့လားငါပြောရချင်းလေအဲ့ရိတ်ကငါတို့ပေးထုတ်လို့မရပေးထုတ်လို့မရတော့သူတို့လည်းဒီဘက်ကနေပြီးတော့သူတို့လည်းဒီမှာဓမြတိုက်ပြီးစားရင်စားလေလူပြီးစားရင်စားလေကွာအကျံပတ်ဆက်တယ်နော် အချက်မဆက်တယ်ဘူးတူပြောတက်ချုပ်ကြီးပြောတာလေတက်ချုပ်ကြီးပြောတာဒါမင်းရဲ့ကျေးဇူးရှင်လေဟုတ်တက်ချုပ်ကြီးလည်းပြောစရာအကြောင်းမရှိဘူးတခြားပြောမယ်ပါအေးအဲ့မန္တလေးမှာရှိတဲ့အမှတ်နဲ့အဘတို့စစ်တပ်ရဲ့ပြည်ပေါ်ကယုံမနော်အဲ့ငလင်တန်ကြောင့်ပြူကြပြက်စီပြီးတော့သုံးဦးသေဆုံးပြီးတော့ကိုယ်ထိခိုက်တန်ရာရတယ်ပါအဲ့ငလင်တန်ကြောင့်ဘောနော်စက်ယုံဝန်ထမ်းတွေကူကယ်ရမဲ့မဲ့နေတယ်ဒုက္ခရောက်နေအကူကြီးတွေလိုနေတယ်ငါတို့စစ်တပ်ဘက်ကဟုတ်ကဲ့ပါငါတို့စစ်တပ်ဘက်ကအဲ့လိုဖြစ်တာအခုဒါသူတို့ကရှေ့တန်းထွက်တဲ့လူတွေပါမဟုတ်တာ ရှင်းနှန်းထုတ်တဲ့လူတွေဆိုငါတို့ကနည်းနည်းပါးပါးသူတို့စေဝါလေးပါတော့ခုပေးရောပါအာအဲ့ပရိဘောကရောကျေးဇူးရှင်တော့အဘတို့ရဲ့တချုပ်ကြီးရဲ့ကျေးဇူးရှင်တော့ပါဘာလဲအာအဘခုတနေ့ကငလင်လို့တော့အဲ့တချုပ်ကြီးကခေါင်းအောက်ထဲဝင်နေရတာလေအဲ့ပရိဘောကသူတမားလေးလှုပ်ပေးလို့ဩမင်းကလည်းကွာအဲ့ဒါတချုပ်ကြီးပဲနေတက်ယူကျေးဇူးတင်လိုက်မယ်တော့ငါတော့ကျေးဇူးကိုမတင်ဘူးဟုတ်နောက်ပြီးအဲ့ငလင်တန်ကြောင်းပေါ်တော့ပျော်ပွဲနဲ့သဲတော့ဝန်းတွင်းမျိုးတွေမှာအဆောက်အုံလေး200 920ကျော်လောက်ပြည့်စည်သွားတယ်လို့သိရတယ်ပါ ီကွာနိုင်ငံတကာငါတို့အကူအညီရတယ်ပဲပြန်ပြင်လိုက်မယ်ငါတို့ဟုတ်ဟုတ်နောက်ပြီးတော့ဒီမြန်မာငလင်ဘေးတွက်ပေါ့နော် QUAD အဖွဲ့ကနေပြီးတော့လေးနိုင်ငံကနေဝန်ထဲအကြောင်းကြီးညာရတယ်ပါအင်းဟုတ်အဲ့ဒီမှာလူသားချင်းစာနာရဲ့အကူအညီပေါ့နော်ဒေါ်လာတန်း20လဲဘာလို့ပေးရလူတန်းနာအဘာလို့တော့မဟုတ်ပြည်သူတွေပေးရလူတန်းနာလဲပါအေးအဲ့ဒါကြောင့်မော်ရီကငါတို့စီမရောက်တဲ့တွေစကိုင်းပုံကငါတို့အတိတ်ပြောလို့မသွားတော့ဘူးဟုတ်ဟုတ်ကဲ့ပါအဲ့ဒီအဖွဲ့ဝင်တွေအနေနဲ့ဂရိပြူရဂရိပြူရတဲ့အတိုင်းပဲ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာပြူတာလေဂရီးပြူတာပြောအေးအေးမင်းကပြူတာတွေကိုပြူတာတွေကိုပြူတာတွေကိုဟုတ်ပြူစောတိကိုသွားတတိယပါဘာအေးဟုတ်ပြီဟုတ်ပြီပြူစောတိတွေခိုးနေတာကိုတတိယလို့ပါဟုတ်အဲ့ဒီအဖွဲ့ဝင်နိုင်ငံတွေအနေနဲ့ဂရီးပြူထားတဲ့အတိုင်းလူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီကိုအမေရိကန်ဒေါ်လာတန်း20ကျော်ပေးအပ်ထားတယ်လို့သိရတယ်ဗျအဲ့ဒီရန်မုံငွေအနေနဲ့အပြန်အလှန်ကြိုးပမ်းမှုတွေကနေတစဉ်ကယ်ဆယ်ရေးပစ္စည်းတွေကိုလည်းပေးပို့တာလို့သိရတယ် အရေးပေါ်စေကူသားတဲ့အဖွဲ့တွေလည်းဖြန့်ချက်ထားတယ်လို့သိရတယ်ဗျ။နောက်ပြီးတော့ငလင်တန်ခန္ဓရတီကိုပြုစုရှောက်ရှောက်ပေးဖို့ဆိုပြီးတော့မြန်မာနိုင်ငံမှာရှိတဲ့လှုပ်ဆောင်နေတဲ့အဲလူသားချင်းစာနာထောက်ထားမှုစိုက်ရဒီမိဖက်အဖွဲ့စည်းတွေနဲ့လည်းသူတို့အဲ့ဒီအဖွဲ့တွေလည်းထောက်ပံ့ကူညီပေးကြတယ်ဗျ။ကွန်အမေရိကန်ဒေါ်လာတန်း30တန်းကလို့ရလိမ့်လို့ရတော့ပြီးပြီကွာငါဒီစစ်လက်နက်တွေကလို့ဝယ်ပြီးတော့ငါတို့ကပြီးတယ်လို့ပြောခဲ့မှာမင်းလုံးမဟုတ်ဘူးလေ ောက်တယ်ဒီကြားပြီးဆိုနေဆက်လက်နဲ့ဒီအကုန်လုံးကတို့ဖြည့်ပြီးမဖြည့်ပြီးတော့လေးနေငါတို့ဥစားဖြည့်ပြီးငါတို့ပြန်ကင်မှုတွေကွာမင်းရလေကွာငါတို့ကြောင့်မပေးဘူးကွာပေးပေးမလဲပါတော့လူလူစိတ်မှမရှိတာလူစိတ်မရှိတဲ့အတွက်မပေးမန္တလေးမြို့မှာရှိတဲ့ဒီငလင်ဘေးတင်တူတွေအရမပြီးဦးလင်ဘက်ကိုအပတိန်ဆောင်နေကြရလို့အဲ့ဒီမှာအိမ်ငှားတွေဟိုတယ်တွေအဲ့ဘအခန်းတွေအားလုံးပြည့်ပြီးတော့တဲခုခန်းတွေပါနော်အခန်းတွေအားလုံးပြည့်နေပြီးတော့အခန်းငါးဈေးနှုန်းတွေကဒီ3000လောက်မြင့်တက်နေတယ်လို့သိရတယ်ပါ ဟောတော်သေးတာမကောင်းတာပေါ့ကွာမင်းကြံကြံနေမင်းငါတို့မန္တလေးမှာသာလူတွေရှိနေမယ်ဆိုရင်ငါတို့ပုံကန်နေတဲ့လူတွေကများအောင်ပဲကွာအင်းကြီးနိုင်ငံနဲ့တအားကွာတယ်နော်ဗျာပါပါပါအင်းကြီးနိုင်ငံထိုင်းနိုင်ငံမှာငလင်လှုပ်လို့ရှိရင်အဲ့ပြည်သူတွေကိုလေအဲ့နေရာတဲခွင့်ရက်ပြင်တဲတွေပါတယ်အခမဲ့တွေဘယ်မှာတဲခုဘယ်မှာတဲခုဟိုတယ်တွေကဆာအခမဲ့အဘတော့ဒီငလင်လဲလှုပ်တော့တဲခုမဲ့ထားသုံးစားတော့တက်လိုက်တာပေါ့ကွာမင်းငါပြောပြမယ်အခုပြည်သူမှာပြည်သူပဲရှိတယ်တွေ့ဆိုတဲ့အတွက်ဒီကျုံးဘေးပတ်ပတ်နေမှာ ငါတို့လုတ်ပေးကြမလို့ဘူးလေကွာဒီပရိဒအဖွဲ့တွေနိုင်ငံတကာကမြန်မာပြည်သူပြည်သားတွေရောရွက်ပြင်တဲ့တွေသူတို့ထိုးပေးနေပြီလေကွာပြီးတော့နောက်တစ်ခုရှိသေးတယ်လေကွာသူရွက်ပြင်တဲ့တွေထိုးလေးတဲ့ဥစ္စာဒီဘက်မှာငါတို့တွေကနေတော့ဒီ budget ကငါတို့ကလွန်နေတဲ့အတွက်ငါတို့တွေကမိုက်နေတဲ့ခုငါတို့က light off နေတယ်ကျုံမေးပပတ်လယ်မှာနေထိုင်ခွင့်မပြုပါနေထိုင်ခွင့်မပြုပါလို့ကွာ off လိုက်တဲ့အတွက်အဲ့လူလူကနေပြီးတော့ဒီဘက်ကငါတို့ရက်ွက်တဲ့ဟိုပြောင်းလဲပြောင်းအဲ့ရွက်ပြင်တဲ့တွေကကြံခဲ့တယ်ကြံခဲ့တော့အဲ့ရွက်ပြင်တဲ့တွေကိုငါတို့ယူပြီးတော့စီမင်းသားကိုငါတို့ကအဲ့လိမ့်မယ်စီမင်းသားကအောက်ဈေးနဲ့ပြန်ရောင်းနေရင် တကြံလွဲ့ငေါ့တဲ့ပတ်စံပေးကြရမလို့တော့ဦးလေကွာဟုတ်တယ်လေပါအဲ့ဒီကလူကြီးလဲအဘတို့မောင်းထုတ်လို့အဲ့ပြင်ဦးလင်းဘက်ကိုပြေးကုန်ကြတာပဲဩသူကနေဘယ်ဘဲပြေးပြေးဘယ်ဘဲပြေးပြေးအဓိကပတ်စံငါတို့ရှိဝင်ဖို့ပဲပစ္စည်းတွေငါတို့ရဖို့ပဲဟုတ်ဟုတ်တော့ပေါ့တယ်နော်နောက်ပြီးတော့ရှိသေးတယ်အဲ့မြို့ကြီးတွေပါပေါ့နော်ငလင်းဘေးအလူခံနေတဲ့လူငယ်တွေဟုတ်တဲ့ထောက်ခံစာမပါလို့ဆိုပြီးအဘတို့ကျမ်းမစစ်ကောင်းကြီးရဲ့အုတ်ချုပ်ရေးမှုတွေနဲ့ရဲတွေကဖမ်းဆီးနေတယ်လို့သိရတယ်ဟုတ်တယ်ဟုတ်တယ်ဟုတ်တယ်ဘာလို့လဲဆိုတော့တစ်ချက်ကို၃ချက်လောက်ပြအောင်ဟုတ် အဲငလင်ဘေးအလူခံရတယ်အချင်းလေးနဲ့အလူခံရဒီတိုင်းခွက်လေးထိုးပြီးအလူခံတယ်လူငယ်လေးတွေကွာအဲ့လူငယ်လေးတွေငါတို့ကဒီတိုင်းငါတို့ကခေါ်လို့မရဘူးလေကွာအခုငလင်ဘေးကြမှာထွက်လာကြတာအရင်တော့တို့ပေါ်တာတွေဆွဲနေတော့မထွက်လာဘူးအခုချိန်မှာဖတ်စုဆွဲပြီးတော့လူငယ်လေးတွေကိုရှေ့နဲ့ဖတ်စုပို့ပြီးဒါပဲလေကွာမင်းရတယ်သူများတွေကဟိုအလူအလူတွက်လောက်တာလေးပါကောင်းမှုကုသိုလ်တွက်လောက်တာလေးကာယဒါနအဲကာယဒါနအလူခံပြီးတော့တကယ်ဒုက္ခရောက်နေလူတွေကူညီတာအဘတို့ကအဲ့ဒါကိုသွားပြီးတော့နှောက်ရက်ဖြက်စီတာအော် ငါတို့တွေကအဲ့လိုမလုပ်ရင်ငါတို့အာနာကြီးကိုပြန်ပေးလိုက်ရမှာလေကွာနည်းနည်းပါမင်းတို့မစင်သာဘူးလားမဟုတ်လေဒါဒါတော်လန်ကြီးတိုက်နေတာမဟုတ်လေအဘတို့တိုက်နေတာမဟုတ် ပြည်သူတွေအတွက်ကူညီနေတာလေပြည်သူတွေအတွက်ကူညီတာမှန်းတယ်လေငါတို့တွေကလည်းငါတို့နေရာပြောက်မှာဆိုလို့ဒီလူတွေငါတို့ဖမ်းပြီးတော့ငါတို့ရှေ့တန်းပို့တာလေကွာသူတို့လည်းသူတို့အလုပ်လုပ်တာငါတို့လည်းငါတို့အလုပ်လုပ်တာလေကွာရှိသေးတယ်ဗျကရင်ပြည်နယ်ဖအံမြို့နယ်နဲ့မန္တလေးတိုင်းပြည်ဦးလင်မြို့တို့မှာမနေရပါတော့လူငယ်တွေဖမ်းဆီးခံရတာတဲ့တချို့တော့ကလည်းပြန်လွတ်လာတာဗျအချို့တွေပြန်လွတ်လာတယ်ဆိုတာဒီကွာနည်းနည်းပါသူတို့ငါတို့က ပြန်လွတ်ပေးတယ်ဆိုတဲ့ဥစ္စာလေးငါတို့ကထားလာလိုက်တာအယောင်ပြလေးပဲပြင်ပြန်ဖမ်းပါဟုတ်ပါပါအဲ့ဒီငလင်ပန်ငလင်တန်ဘေးကြောက်ပေါ့နော်ငလင်ဘေးကြောက်ငလင်ကဘယ်လို့ရှိပါ့တန်တန်ငလင်တန်ဟုတ်ငလင်တန်ဘေးကြောက်စစ်ကောင်စီကယာယီအပြစ်ခတ်ရက်ထားတယ်လို့ကြေညာထားတော့လေနိုင်ငံနဲ့တဝန်လေးချောင်းတိုက်ခိုက်မှုတွေများနေရပါနောက်ပြီးတော့ဒေသခံတွေမှာအသေးခံ drone တွေလည်းနေ့စဉ်တိုက်ခိုက်မှုတွေရှိတယ်လို့အဲဖဲကုံ PDF ကထုတ်ပြန်လိုက်တယ်ပါ အဲ့မနေ့ကပဲဒီရှမ်းပြည်နယ်တောင်ပိုင်းဖဲခုံမြို့နယ်မှာအဘလို့ကျမစစ်ကောင်စီရဲ့အသေးကန်ဒုံးတစည်းကိုပြစ်ချနိုင်ခဲ့တယ်လို့ဖဲခုံ PDF ကပြောလိုက်တယ်ဗျ။အာအဲ့ဒါဒီလိုရှိတယ်ကွာငါတို့ကဘာလို့အဲ့လိုမျိုးဒါအပြစ်ခတ်ရက်စဲတယ်ရက်နစဲကြအပြစ်ခတ်ရက်စဲတယ်ဆိုတော့ပြောချင်လို့ငါတို့ကပြောတာမဟုတ်ဘူး။ထိုင်းကိုသွားတယ်လေတက်ချုပ်ကြီးသွားတယ်လေတက်ချုပ်ကြီးသွားတော့အာခင်ဗျားတို့ဘာလုပ်ထားလဲကျွန်တော်တို့အပြစ်ခတ်ရက်စဲထားတယ် ဇူးတော့ဟောလို့ရတာအဝင်ကောင်းထွက်ကောင်းဟောလို့ဒါလေးလုပ်တာလားအဝင်ကောင်းတာအဝင်လည်းမကောင်းထွက်လည်းမကောင်းပါအခုထိုင်းမှာအဲ့လိုမျိုးစူပူလေးဖြစ်နေပြီအဖတက်ချုပ်ကြီးကစူးလိန်တော့တွားလိုက်ရပြဿနာတွေပါတယ်အဲ့ဒါမင်းထိုင်းလွတ်တော်တယ်ပါလေအခုတောင်းညံ့နေကြပြီမင်းလုံးမဟုတ်ဘူးသူ့စိတ်နဲ့သူသွားပါလိမ့်မယ်ထားလာလိမ့်ပါထားလိုက်မှတော့ပါသူ့စိတ်နဲ့သူသွားပါလိမ့်မယ်မနေ့ကလည်းငါဒီအကြောင်းကိုလေငါကိုကောင်းကလည်းငါပြောလေအခုမင်းကလည်းငါ့ကိုထက်လာလာမေးလေဟုတ်တယ်အဖဒါပဲပြောစရာရှိတာပေါ့အဖတို့တက်ချုပ်ကြီးကစူးလဲကြီးอ่ะ အမတော်လိုင်းတက်တွေကလည်းတက်လန်လာပြီးသားတော့ဗျဘောက်တက်လန်လာလေတော်လိုင်းရဲဘော်ရဲဘက်တွေအနေနဲ့ပေါ့နော်အဘတို့အကြံဖက်စစ်ကောင်စီရဲ့ယာယီအပြစ်ခတ်ရက်တယ်လို့ပညာမှုကိုတဲ့ရှော့မတွက်ဖဲနဲ့တတိဝရိယနဲ့နေပြီးတော့လိုအပ်လိုအပ်တယ်လို့ပြန်လဲတုတ်ပြန်မှုတက်လန်လာတယ်ဗျအဲ့လန်လည်းလန်လေသူတို့ကလည်းသူတို့အလုပ်တော့ငါတို့ကလည်းငါတို့အလုပ်လုပ်တာပဲဘာဆိုင်လဲလုပ်ဖို့မင်းရလေဟုတ်ကဲ့ပါနောက်ထပ်ငလင်းသတင်းတစ်ခုကတော့ဒီဖြတ်အားပြင်းတဲ့ငလင်းတန်ကြောင့်မန္တလေးနန်းရွှင်းထဲရတယ်မနော်အလဲပိုင်းတိုင်းစစ်ဌာနချုပ် လပခရဲ့အဆောင်အုံပြိုကျခဲ့ပြီးတော့အဲ့မှာကြီးကြိုက်တည်ဆုံးသူတွေများအပြားရှိတယ်ဗျ။အင်းအဲ့ဒီမှာလည်းဘာလို့ဘက်ကပေါ့ကြီးကြိုက်နိုင်ရတဲ့သူရောတည်ဆုံးတဲ့သူတွေရောအဲ့နန်းနွင်းထဲမှာအများကြီးရှိတယ်လို့နန်းနွင်းထဲမှာနေတဲ့လူတို့ကပြောတာ။အဲ့နန်းနွင်းထဲမှာအခုကြီးကြိုက်တည်ဆုံးကြီးကြိုက်တန်ရရပြီးတည်ဆုံးတာတက်ချုပ်ကြီးမိသားစုပါလား။မသိဘူးဗျဘာလို့စစ်တပ်ကဒူးချုပ်ရောပါလား။မပါဘူးဗျ။မင်းချွေမျိုးရောပါလား။မပါဘူး။ငါချွေမျိုးလည်းမပါဘူး။ဘာမှမပြောနဲ့ထားလိုက်တော့။လွတ်ထားလိုက်မယ်။လွတ်ထားပြီ။ဟုတ်ကဲ့ပါ။ အပြင်းထန်တဲ့မြင်းကလေးနဲ့ကြုံတွေ့ခဲ့ရတော့လေလာမယ့်2025ခုနှစ်ဒီဇင်ဘာလမှာအဲကျင်းပမယ်အရွေးကောက်ပွဲကိုမပြောင်းလဲပဲနဲ့မယ်လေကျင်းပမယ်လို့အဲထိုင်းနိုင်ငံဘန်ကောက်မြို့မှာရောက်ရှိနေတယ်တက်ချုပ်ကြီးကပြောနေတယ်ဗျ။အော်မင်းကလေမတို့2008တုန်းကရောနာခေမှုန်တိုင်းတိုက်တယ်လူတွေတေကြတယ်အများကြီးပဲတိတ်နေချီပြီးတေတယ်။ငါတို့ဒီရွေးကောက်ပွဲကြီးကိုငါတို့ဆက်လုပ်တာပဲလေဒေါ်ပေါက်လာဖွဲ့စည်းပုံအခြေခံဥပဒေကိုငါတို့ဆက်ပြီးတော့အတည်ပြုတာပဲ။အခုလည်းဒီတိုင်းပဲလေကွာ။ တော့ပေါက်လာအဲ့တော့လည်းတခုတ်လူပြန်ဟဲ့တယ်အခုလည်းတခုတ်လူပြန်ဟဲ့အောင်မဟုတ်ဘူးအေးဟဲ့ဟဲ့အဲ့အဲ့တော့ဒီမပြောနဲ့အဲ့တော့ဒီမပြောနဲ့မပြောဘူးဗျအဲ့ငလင်တန်ကြောက်ပြီးတည်နေတဲ့တေဆုံးသူတွေကိုပေါ့နော်အလောင်းဖော်က380တိတောင်းနေတယ်ဟာဗျရက်ဆက်လိုက်တာအဘတို့ဒီစီးပွားရေးဈေးကွက်လောက်တာတအားများလုံးမအားကြီးဘူးလားဗျအရင်တော့လည်းစစ်မှုတန်းဥပဒေတော့လည်းစစ်မှုတန်းဘလောက်ကြီးဘလောက်ဘလောက်ဘလောက်ဆိုတိန်ဘလောက်ဘလောက်ဘလောက်ဆိုနောက်ပြနိုင်ငံခြားထွက်မယ်ဆိုတော့လည်းနိုင်ငံခြားထွက်တဲ့ဈေးနှုန်းတွေ380 380 350အဲ့လိုမျိုးတွေတက်တယ်လေဗျ ခုလည်းဒီဘက်အလောင်းတစ်လောင်းပေါ်ကားကိုသိန်း80တောင်ထိတောင်းတာပါမဖော်နိုင်ဘူးလားမဖော်နိုင်ဒီဇိုင်းထားတာအိမ်ထဲဆောက်လို့မရဘူးဒီဇိုင်းထားတာဟုတ်အဲ့ဒါအကုန်လုံးပြီးနေတာကောလောမက်တီလရှင်တွေလေးပါအော်မက်တီလရှင်တွေပြီးတာမက်တီလရှင်တွေပြီးတော့ဒီမှာသူတို့လည်းမဟုတ်ဘူးဒီစွန်းခံမှာရတာတဲ့ဥစ္စာတွေအများကြီးရှိတာပဲသူတို့ဒီဥစ္စာနဲ့သူတို့တကားတွေတကမတွေရှိတာပဲပြေးလိုက်ပေါ့ပြေးပြီးပေါ်လိုက်ပေါ့မရှင်းတာပဲနောက်ပြီးတော့ဒီစကိုင်းတိုင်းမှာလည်းရေပြတ်တောက်မှုတွေဖြစ်ပြီးပြည်သူတွေဝမ်းရောကဖြစ်နေကြတယ်ပါ ်ကွာအဲ့ဒါတွေအားဆန်ငါတို့ကအောက်ခြေတင်ငါတို့လိုက်လို့ပေးရမှာဟောဖိရလောက်ရမှာတန့်ရှင်မျိုးနဲ့တန့်ရှင်ပြန်လောက်ရမှာလေပါအဲ့ပုတ်ပွားနန်းစော်နေတဲ့အချိန်မှာအလူတွေကအဲ့ဒါတွေရှူမိပြီးတော့မှအစားတောက်တွေမှာရေနေလောက်အောင်ဝမ်းရောဂါတွေဖြစ်ရေတွေကမတန့်စေမြို့ငါပြောပြမယ်နော်အဲ့ဒီအကြောင်းကိုလုံးပြောချင်လုံးချင်လဲဆိုတတ်ချုပ်ကြီးပြန်လာမှတတ်ချုပ်ကြီးမင်းတင်ပြတင်ပြပြီးတတ်ချုပ်ကြီးနဲ့အတူတူမင်းတို့လုံးကြလုံးတာမလုံးတာတော့ငါမသိဘူးဟုတ်တော့ပါတော့နော်အဲ့ဒါဆိုလဲနောက်ထပ်တတိယသဘောက်ထပ်ပြောမယ်ပါပြော ဒီတိန်ကမြမငလင်ဘေးအတွက်ဆိုပြီးတော့အကူကြီးလှူဒန်းထားတဲ့စုစုပေါင်းကိုရစတာလင်ပေါင်း15တန်ရှိသွားပြီပါဘာဖြစ်လဲအဲ့ဒါအဲ့ဒါဒီတိန်နိုင်ငံထုတ်ပြန်လာတယ်ပါအဲ့ဒါအဲ့ဒါငါတို့ရှိရောက်နေပြီလားမရောက်မရောက်ပါအဲ့ဒီဒီတိန်အစိုးရဒီရမုံငွေတွေဟာတဲ့ဒီမြမစစ်တပ်ထံလုံးဝမစည်းစင်းမဲနဲ့တခြားနီလန်းကနေပြီးတော့ပြည်သူတွေထောက်ပံ့ကူညီသွားမယ်လို့လည်းပြောတယ်ပါအေးသူတို့ဘယ်ကူညီမလဲကူညီမဲ့နေရာကတော့တစ်ချက် ရှိုးလိုက်ရှိုးပြီးတာနဲ့သူတို့ကုညီတယ်ပြီးရှေ့ကနေသူတို့ကုညီသွားရင်နောက်ကနေငါတို့ပြန်သိဘောပေါက်တယ်နော်အော်အဘာတို့မသိအောင်လုပ်မှာပေါ့ဗျာအော်ငါတို့မသိကြအကြောင်းမရှိဘူးလေကွာငါတို့လူတွေအကုန်လုံးတရှိုးတွေအကုန်သူတို့တဲမှာထဲထားလို့ရက်ခွက်တွေရက်ခွက်တွေမှာထဲထားလာသူတို့လာလူတွေလာလူပြုတ်ဆိုငါတို့တည်းပြန်ပြီးတော့မနဲ့လူတွေညနေပြန်သိမယ်ဘောပေါက်တယ်နော် ဘာလဲသူများဒုက္ခရောက်နေလို့လာကူညီပါတယ်ဆိုပါမှာ။အိုးငါတို့မပေးလို့လေငါတို့ပေးရင်ရပြီကွာ။ကိုယ်စကပုံလို့ဖြစ်နေပြီဗျ။ဘာလဲစကပုံ။နင်းအစင်ပြေလာဆိုငါတော့အစင်မပြေပါဘူးကွာ။ဆံမြုပ်လေးပဲတောက်ရတယ်။အဲ့ဒီဆံမြုပ်လေးငါတော့တစ်ခွက်လောက်ပေးပါအောင်လိုက်လိုက်တောင်း။ဆံမရှိလို့ကူညီလာပေးတာ။ဆံမရှိနဲ့ငါ့ကိုတရင်မပြော။ပြောမယ်ဗျ။ပြောမယ်အဲ့ဒီအားပြင်းငလင်တန်ကြောက်ပေါ့နော်မြန်မာနိုင်ငံမှာတည်ဆုံးမှုကဒီအေဗီလာ၄ရက်နေ့စီးရင်ကြောက်အဘောက်ပြပြ။အင်း။တည်ဆုံးသူကတော့3921ဦးရှိသွားပြီဗျ။ ကြီးကြိုက်တရားရတာတော့9988ဦးရှိသွားပြီပါအပျောက်ဆုံးတာကတော့အခုချိန်ကြီးရှာမတွေ့သေးတာတော့969ဦးရှိတယ်ပါအင်းဒါဒါစင်းင်းထဲမှာပဲရှိသေးတာเนาะစင်းင်းထဲမှာအများကြီးရဲ့အများကြီးရဲ့ပျောက်ဆုံးနေအများကြီးရဲ့အဲ့ဒီမှာကယ်ဆယ်နေရတဲ့လူကကြတော့493ပဲကယ်ဆယ်နေရတယ်ပါအ ကွာအဲ့ဒါအဲ့ဒါလေကွာငါတို့ကဒီကယ်ဆယ်ရေးတွေကွာငါတို့ကဒီနေရာသွားကယ်လို့ပြန်သူကဒီနေရာမှမကယ်တာသူတို့ကဟုတ်အဘားတို့ကပိတ်ပင်နားတာလေတချို့ဟာတွေဆိုရင်အဘားတို့ကပေးမကယ်ဘဲနဲ့ပြန်လော့နောက်တချို့တော့သွားမယ်ဆိုလို့ရှိရင်လမ်းမာတယ်ပဲဂိတ်တွေကတားပြီးပြန်လော့အခုဆိုလို့ရှိရင်အဲ့ဒီသခိုင်းတို့မန္တလေးတို့မြို့ကြီးတွေပြည်သူတွေကညာဘက်ဆိုအိမ်မထွက်အပြင်မထွက်ရဲတော့အိမ်နဲ့အိမ်ပဲဘာဖြစ်လို့မထွက်ရတာဘာလို့လဲဦးစားဖြစ်လို့လားပေါ်တာဆွဲမှဆိုလို့လားဘယ်ဟာလားပေါ်တာဆွဲတာလားတော့မမှုတော့ဘူးအဘကြီးအဲ့ဒါဘာဖြစ်လို့လဲညာဘက်အပြင်ထွက်လို့ရှိရင်အဘဂျိုက်လူရတယ်လေ ပစ္စည်းတွေအဲ့ပစ္စံတွေရိုက်ရိုက်လူတဲ့လူမဖမ်းဘူးလားရအောင်မင်းဖမ်းရမယ်လေကွာရိုက်လူတဲ့လူဓမ္မတိုက်တဲ့လူတွေရိုက်လူတဲ့လူတွေဖမ်းရမယ်လေအော်အဲ့လိုဖမ်းလို့ရမလားဗျမရှိစင်ရတာအဘတို့လောက်ပါမလားဒီပြည်သူတွေကပြည်သူတွေပြန်မလောက်ဘူးနော်ဗျအဲ့ဒါဘယ်လူတွေလောက်တာလဲအဘတို့ကပဲသားသမီးတွေဗောဒီခါးထဲမှာပျောက်နေတယ်လေငပြူတွေငပြူတွေလေဒါလေးတော့ဘွာနောက်တစ်ခုရှိသေးတယ်ဗျအဲ့ညာဘက်ညာဘက်ဆိုလဲတယောက်တည်းကိုရှောက်မသွားရဲဘူးနော်ဗျဘာဖြစ်လို့လဲအာအဘအဲ့ဒီမှာနာနာဘွားဝိနာဘွားတွေရှိသေးတယ်ဗျမကျွတ်မလွတ်တဲ့လူတွေလေးဗျ ဘာဘာနေဖြစ်လို့လဲအာမနေညပဲကျွန်တော်ဗီဒီယိုဖိုင်တစ်ဖိုင်တွေ့ရတယ်ဗာညတစ်ခေါင်ကျော်ကြီးမှာနေခလေးရင်းကျောင်းကနေပြီးတော့အဲ့ဘူဂျိုကျောင်းကနေပြီးတော့စာရီဆိုနေတာတွေ့ရတယ်ဗာအော်ကြပြားရီရွတ်စာရီဆိုနေတာဟုတ်တယ်အဲ့တော့အဲ့တော့ချိချိန်းနေတာချိန်းနေတယ်အဲ့တော့သွားလဲကြည့်ရောအဲ့နာမှာဘူးမှမရှိဘူးဗာဟာနောက်တစ်ခုရှိသေးတယ်ဗာအဲ့ကျွန်တော်ကဲပါအောင်ကျွန်တော်ကဲပါအောင်တော့អော်နေတာဗာအဲ့អော်တဲ့နေရာကိုအတန်ကြားလို့အဲ့ဗီဒီယိုရိုက်ပြီးတော့သွားတာတလုံးကြီးနဲ့သွားတယ်အဲ့လူကပုတ်ပွားနေတယ်ဗာဟာအော်အဲ့တော့ပြောတာနောက်ပြီးတော့အဖအဲ့လိုလိုငါဒီဘက်ကအခုဟိုစားလေ ဟိုပြည်သူတွေကိုအကုန်လုံးပြောတယ်ပြည်သူတွေကတို့တကြံနှစ်ဆန်းတည်းနဲ့လှုပ်တလို့ပေါ့နော်အပေဒီယာတွေပဲနာလာကြီးလို့ပြောတယ်နော်မဟုတ်အဘအဲ့ဒါဘာလို့တချုပ်ကြီးကဥဆောင်ပြီးလှုပ်ပြရအောင်တချုပ်ကြီးကဒီမှာမရှိဘူးလေကွာသူက for show အနေနဲ့ထိုင်းနိုင်ငံဝင်သွားနေတဲ့ကိစ္စဘယ်လိုလှုပ်လို့ရမှာလဲကွာမင်းရလေအခုပြည်သူတွေကလည်းအဘဒုက္ခရောက်နေကြတာနော်နိမနာညာမအကူညီတဲ့လူကကူညီဒုက္ခရောက်တဲ့လူကဒုက္ခရောက်တန်ဃာတော်တွေဆိုလဲပြည့်ရဲ့လူကပြည့်တယ်တန်ဃာတွေရဲ့ပြည့်တယ်ပြန်တော်တော်မူတဲ့တန်ဃာတွေပြန်တော်တော်မူတယ်နောက်ပြီးတော့ခုတနေ့ကအဘကတော့ကျွန်တော်ပြောတယ်တန်ဃာတော်တွေဥဆောင်ပြီးတော့ဒီဟာတွေကယ်ဆယ်ရေးတွေလုပ်နေတယ်လို့အဘပြောပြရုပ်တွေပို့ကောင်းတာပေါ့ ောငါတို့မလုပ်ရလေပြီးလေပြောအင်းစစ်ဖြစ်လေပေါ့ကွာမင်းရတယ်အခုအဘတို့တက်ရှုပ်ကြီးကသူများနိုင်ငံသွားပြီးတော့တက်ရှုပ်ဘေးရတက်ရှုပ်လေဟောတက်ရှုပ်တက်ရှုပ်ဟုတ်တယ်အဘသူသွားရင်ရှုပ်ရှုပ်တွေပဲပါလာတယ်လေပါပါလာလာမပါလာလာရအောင်သူကလည်းမထိုင်းနိုင်ငံကိုသွားနေမသွားဖြစ်လို့သွားရတာရအောင်အဘတက်ရှုပ်ကြီးကသွားလေရပြဿနာရှာတယ်နော်ဘာပြဿနာရှာလို့လေအခုထိုင်းသွားပြန်ပြီထိုင်းမှလည်းသူလည်းရောက်သွားလွတ်တော်ထဲမှာပြဿနာတွေတက်နေတယ်လေပါဩ ပြဿနာတက်တာငါတို့လွတ်တော်တယ်မတက်ဖို့ပဲရေးကြည့်တာငါတို့လွတ်တော်လဲတက်เสียအကြောင်းယူအခုပြိုကြတာတဲ့အဲ့ဒါမြန်မာနိုင်ငံမှာဖြစ်ပျက်နေတာကို तू ကမကြည့်ပဲနဲ့လက်လွတ်စပဲပြေချခဲ့ပြီးတော့သူများနိုင်ငံသွားအဲ့ဒါကိုပြန်လာလို့ရှိရင်အဘာတို့ဘက်ကဒီဘောမာလူပညာရှင်တွေကဘလို့တွေများကြိုးစိုးမလဲမသိဘူး။အော်ကြိုးစိုးတာပဲ။ဟိုတက်ချုပ်ကြီးကကြိုးစိုးခိုင်းလို့ကြိုးစိုးတာပဲလေ။ဟိုကြိုးစိုးစီပေါ့ကွာမင်းရတယ်။ပြဿနာရှာပြီးပြန်လာတယ်လို့ကြိုးစိုးမှလာပါ့။ဘလို့ပဲဖြစ်ဖြစ်လေကွာကြိုးစိုးရမှာပေါ့မင်းရတယ်။ကြိုးစိုးလို့မလုပ်နဲ့ပါအဘကြီးအခုကတက်ချုပ်ကြီးတွားရပြဿနာပါဖြစ်နေပြီပါ။ဟေး